မင်္ဂလာပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာ17ရက်အင်္ဂါညချမ်း VMB TV စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီစီစဉ်ကိုမြန်မာစံတော်ချိန်ည8:30မိနစ်မှစတင်ပြီး VMB ရဲ့ YouTube နဲ့ Facebook တို့ကနေတစဉ်ဒရေးထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်ဒီကနေ့စီစီမှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံတကာသတင်းတွေနဲ့အတူသူတရတအကြောင်းအရာတွေကိုကြည့်ရှုသွားဖို့ရှိသလိုမြမရေးရတနေ့တာအစီအစီမှာကောင်းနှုတ်ချက်တွေအပါအဝင်အတ္တိတသုံးသစ်ကိုလည်းတင်ဆက်ပေးပါမယ်ရှင်။ နောက်ဆုံးမှာတော့သိပ္ပံနဲ့နေပညာသတင်းတွေနဲ့အတူထိတ်တန့်ရောအားကစားသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။ဒီကနေ့အစီအစဉ်ကိုကျွန်မနှင်းထွန်းကတင်ဆက်ပေးပါမယ်ရှင်။အရင်ဆုံးတော့နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့အစီအစဉ်မှာတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအသိမှတ်မပြုလဲကိူးမဆိုင်ဘူးလို့ဆော်မင်းထူးပြောဆိုတဲ့သတင်း။မြန်မာရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးပြောဆိုတဲ့သတင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကော်ပွဲအတွက်နိုင်ငံကျော်အဆိုတော်တွေကိုဝါဒဖျက်ချီခိတဲ့တဲ့ရင်စားတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ကြည်တွင်းတဲ့ရင်တွေတင်ဆက်လို့ပြီးမှာတော့မြမရေးရတဏိတာအစီအစဉ်မှာကောနှုတ်ချစ်တွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ပထမဆုံးကြည်တွင်းတဲ့ရင်တစ်ပုဒ်အနေနဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကော်ပွဲကိုနိုင်ငံတကာကအသိမှတ်မပြုလဲကိူးမစိုက်ဘူးဆိုတဲ့သဘောဆော်မင်းထွန်းပြောဆိုတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ စစ်တပ်ကလုံမဲ့ရွေးကော်ပွဲကိုပြည်တွင်းပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကကန့်ကွက်ဝေဖန်မှုများရှိနေပေမဲ့လည်းစစ်ကောင်စီပြောခွင့်ရပိုချုပ်ဆော်မင်းထွန်းကတော့နိုင်ငံသားတွေအသိမှတ်ပြုရင်လုံလောက်ပြီလို့စစ်တပ်ဝါဒဖြန့်မီဒီယာကတစင်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာရွေးကိုရွေးကော်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအသိမှတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာ15ရက်နေ့မှာအာနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်အတူရောင်ရွေးကောက်ပွဲဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်ဒေါ်လာရေးအဖွဲ့အစည်းတွေနဲ့လူမျိုးစုတရင်သားလင်းနှစ်ကင်အဖွဲ့အစည်းတွေကလည်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးယုံကြည်ထိတ်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်တာကြောင့်ကမ္ဘာကူလာသမဂ္ဂ EU ပြင်သစ်တို့အပါအဝင်နိုင်ငံတကာကကန့်ကွက်ထားကြပြီးဒီရွေးကောက်ပွဲကိုတရုတ်ရုရှားတို့ကသာထောက်ခံထားကြတာဖြစ်ပါတယ်။ အာနာသိစစ်တပ်ကအတူရောရွေးကော့ပွဲကိုလေးလာဆောင်ကြည့်သူတွေစေလှုပ်ပေးဖို့အာဆီယံကိုတွန်းဆိုထားပေမဲ့အာဆီယံကဖွဲ့ဝင်နိုင်ငံတွေပြစ်ကတော့လေးလာသူတွေစေလှုပ်ဖို့မရှိဘူးလို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းအာနာသိစစ်တပ်ကလုံမဲ့ရွေးကော့ပွဲကိုဝေဖန်ဆန့်ကျင်မှုများအပေါ်စစ်တပ်ကဖမ်းဆီးရိမှုများပြင်းပြထန်ထန်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ အတူရောင်ရွေးကော်ပွဲကိုမထောက်ခံယုံနစ်တင်ဖန်ဆီးမှုများရှိနေပြီးနိုင်ငံတွင်းရှိလူပညာသမားများကိုလည်းရွေးကော်ပွဲဝါရဖြန့်စီရေးမှာပူပုံးပါဝင်ဖို့အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါတယ်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မြမရွေးကော်ပွဲဟာလူလှပီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့ကုလသမဂ္ဂလူအခွင့်ရေးဆရာမဟာမင်းကြီးပြောဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်တဲ့လေကြောင်းပုံစံတိုက်ခိုက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဟာကြကြပြန့်ပြန့်ဖြစ်ပွားနေတဲ့အချိန်မှာရွေးကော့ပွဲကလူလတ်ပီတရားမျှတတဲ့ရွေးကော့ပွဲမဖြစ်နိုင်ကြောင်းကုလသမဂ္ဂလူအခွင့်အရေးဆရာမဟာမင်းကြီးကတနင်္လာနေ့မှာ AFB သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ With the military still uh, not only having restricted entirely the civic space with polit with those who are in opposition being detained with journalists being killed but also with these heavy bombardments of civilians and with, with the war that is going on in different parts of the country, in particular also in Rakhine State, to hold elections under these circumstances is unfathomable. Because how can anyone say that they're free and fair, and how can they even be conducted when uh, considerable parts of the country are actually not in anyone's control? And with the military being party to conflict, and having suppressed its population for years. မြန်မာနိုင်ငံရဲ့အခြေအနေဟာနိုင်ငံတကာမီဒီယာတွေရဲ့အာရုံစိတ်မှုကိုလုံလောက်စွာမရရှိဘဲမြန်မာပြည်သူတွေကတုတ်ခတ်ရုံနေကြတယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွင်းနိုင်ငံကျော်ဆိုတော်တွေကိုဝါဒပြန့်ချီခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကလာမဲ့ရွေးကောက်ပွဲအတွက်ဝါရပြန့်စီရမှာနိုင်ငံကျော်စုတော်တွေကိုအသုံးပြုပြီး စစ်တပ်ဝါရပြမီဒီယာတွေကထုတ်ထွင်းလာတာကိုတွေ့ရပါတယ်။စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့စာသားများကိန်ဆွန်ပြီးရွေးကောက်ပွဲဝါရဖြန့်စည်စကားများပြောဆိုခိုင်းနေတာကိုတွေ့ရပါတယ်။ဒါအပြင်ရွေးကောက်ပွဲဝါရဖြန့်သချင်းကိုလည်းကိန်းစာကရေးသားပြီးမိုးရံစုံနားဆွေဒီဆိုယတနာမိန်တို့ကတီဆိုကထုံးကိုကိုယွန်းယွန်းနဲ့တင်စာတို့ကတည်ဆောင်းထားပြီးထောက်လှင့်ဝါရဖြန့်လာတာကိုတွေ့ရပါတယ်။ ရွေးကောက်ပွဲဝါရပြဆက်ကားတကားဖြစ်တဲ့ခေတ်သမိုင်းကိုဒုံးစိမ့်မဲ့သူများဆက်လမ်းမှာပါဝင်ခဲ့ကြတဲ့နာမည်ကျော်ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်တွေကိုအများပြည်သူကြားဝေဖန်မှုနဲ့ဝိုင်းကောလုံးမှုများမြင့်တက်လာပြီးတော့အဆိုပါဆက်ကားကိုဝေဖန်သူတွေစတင်သူတွေကိုစစ်တပ်ကဖမ်းဆီးမှုတွေလည်းလှုပ်ဆောင်လာခဲ့ပါတယ်ရုပ်ရှင်တရုတ်ဆောင်တွေနဲ့အဆိုတော်တွေကိုရွေးကောက်ပွဲဝါရဖြန့်ချီရေးမှာပါဝင်ဖို့အတင်းအကျပ်ဖိအားပေးလာတယ်လို့လည်းသိရပါတယ်။ဒီတွင်သတင်းတွေတင်ဆက်လို့ပြီးမှာတော့မြမရေးရတနေတာကောနှောက်ချီအစီအစဉ်ကိုကြည့်လိုက်ကြရအောင်ရှင်။ မြန်မာစစ်တပ်ဆိုတာဒီမိုကရေစီကိုနားလေစစ်တပ်ကိုမဟုတ်မြန်မာစစ်တပ်မှာဒီမိုကရေစီသင်လဲမသင်အောင်သူတို့ရဲ့စစ်တပ်ကတူအပါအဝင်စစ်ကြောင်းအသီးသီးမှာနော်စစ်တင်နဲ့အသီးသီးမှာဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာကိုသင်ယူရမှာမပေါ့သင်ငန်းစာထဲမှာမပေါ့အဲ့ဒီဒီမိုကရေစီကိုမသင်ခဲ့ရတဲ့ဒီမိုကရေစီကိုငကန်းတစ်လုံးတော့နားမလဲတဲ့စစ်တပ်က ပါတီစုံဒီမိုကရေစီစနစ်ကိုဘယ်လိုများတည်ဆောက်မှာလဲဘယ်လိုများတည်ဆောက်မှာလဲနော်နောက်တစ်ခါလူလူစတန်ဒါဆိုတော့ကိုလည်းပဲတရွေးသားတောင်မှထည့်ပြီးတော့စဉ်းစားတတ်တဲ့စစ်တပ်မဟုတ်ဘူးလူလူစန္ဒါကို လေးစားတတ်ဖို့ဆိုတာသူတို့စစ်တင်နန်းတွေစစ်တပ်ကတော်တွေစစ်ကြောင်းတွေမှာတင်ရိုးတယ်ပါကောမပါ ူတို့သင်ငန်းစာတွေထဲမှာပါကိုမပါဘူးလူမှုဆန္ဒကိုလေးစားဖို့နည်းနည်းသာသာဗျာလက်ရှိလုပ်နေတာတွေကိုပဲကြည့်နော်လူရဲ့ပိုင်ဆိုင်ပစ္စည်းတွေကိုဖျက်ဆီးတယ်လူတွေခိုးတယ်နော်ဒါတွေကအထောက်အထားတွေအများကြီးလူမှုကိုဖမ်းဆီးတယ်နှိမ့်ဆက်တယ်ညှဉ်းပန်းတယ်ထောင်ချတယ်တတ်ဖြတ် လီကြောင်းကနေပြီးတော့ခွဲခြားမှုမရှိအယတာပြမှန်လားစစ်ဖက်ပြမှန်လားဘာမှခွဲခြားမှုမရှိတိုက်ခိုက်ဒါတွေလည်းပဲအထောက်အထားတွေအခိုင်အမာရှိထားပြီးသားနော်ပြည်တွင်းအဖွဲ့အစည်းတွေစီမာတယ်မဟုတ်ဘူး double i double m လို့နော်မှတ်တမ်းတင်နေတဲ့စစ်တပ်ရဲ့ဒီမင်းအွန်လိုင်းတို့အကြမ်းဖက်စစ်တပ်ရဲ့နော်လူခွေချိုးဖောက်မှုအမျိုးမျိုးစေရာဆွေးမှု နော်နိုင်ငံတကာယာစုမှုအမျိုးမျိုးကျူးလွန်ထားတဲ့မှတ်တမ်းတွေတက်သည့်ထွက်ဆိုချက်တွေအခိုင်အမာရှိထားပြီးသားဒီဒီချင်းကပြေးလို့ကိုမလုပ်ဘူးညာဒီပြစ်မှုတွေကနေဒီလိုချိုးဖောက်မှုတွေတော့ကဲပြန်ချိုးရရင်နော်ပါတီစုံဒီမိုကရေစီစနစ်ကိုဖျက်ဆီးတာမဲအွန်လိုင်းတို့ရဲ့အကြမ်းဖက်စစ်တပ်လူလူဆန္ဒကိုတနတ်ထောက်ပြီးတော့ ပြောင်းပြန်လှန်ခဲ့တာမင်းအောင်လှိုင်တို့ရဲ့အကြံဖက်စစ်တပ်ဒီလိုအကြံဖက်စစ်တပ်မျိုးကဘယ်လိုနီးနေမှပါတီစုံဒီမိုကရေစီစနစ်ဆိုတာကိုမတည်ဆောက်နိုင်ဘူးကိုကြောက်မော်ရေကောက်ပွဲဆိုတာနိုင်ငံရဲ့ပြည်တွင်းရေးသိပ်မှန်တော့ဘောရေကောက်ပွဲဆိုတာနိုင်ငံရဲ့ပြည်တွင်းရေးပြည်သူတွေရဲ့အရေးသက်သက်သိပ်မှန်တော့ဘောသိကိုမှန်တော့ နော်ဒီစကားတွေอ่ะအဲ့တော့နိုင်ငံရဲ့ပြည်တွင်းရေးပြည်သူတွေရဲ့အရေးတက်တက်ဒီလွေးကောက်ပွဲဆိုတာ ਨੇ ပတ်သက်ရင်ဘယ်ပြပနိုင်ငံကိုမှအစီရင်ခံနေဖို့မလိုဘူးနော်အစီရင်ခံမှလူလူကိုပဲအစီရင်ခံမှာနော်လွေးကောက်ပွဲ ਨੇ ပတ်သက်ပြီးတော့ဟာလားဘာတွေဘလို့လှုပ်ထားပါတယ်နော်မဲပေးစက်တွေကဘယ်လိုပါပါညာ ဒီပနိုင်ငံဟာဘသူကိုမှရှင်းပြနေဘူးဘလို့အဲ့တော့လက်တွေ့ဖြစ်တာကိုကြည့်ပေါ်ဗျာနော်ရုရှားသွားပြီးတော့ရှင်းပြပြီးတော့အစီရင်ခံလိုက်တရုတ်သွားပြီးတော့ရှင်းပြပြီးတော့အစီရင်ခံလိုက်နော်ကိုစီရောက်လာတဲ့လူကိုလာပြီးတော့လာတဲ့လူကိုရှင်းပြပြီးတော့အစီရင်ခံလိုက်မဲပေးဆက်ကြီးကိုပြပြီးတော့မဲပေးဆက်ကိုရှင်းပြလိုက်ဒါဘသူလောက်တာလဲဒါလောက်တာအကြမ်းဖက်ကောင်းဆောင်မင်းအောင်လိုက် နော်ပြပကိုဖင်မနေတာအဲ့ဒီမင်းအွန်လိုင်းနဲ့သူတပည့်တွေနော်ဒီသူတွေရဲ့ရေးသက်သက်လို့သာပြောတယ်ဘာလို့ရွေးကောက်ပွဲကိုဘယ်သူမှလာမထီးနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဗဇက်တခွန်းတော်မဟာနဲ့ရွေးကောက်ပွဲဆိုတဲ့စကားမပါရင်တော့မှအဲရွေးကောက်ပွဲကိုထိတယ်လို့တတ်မှတ်ရင်ကိုဖန် နည်းနည်းလေးထိတာနဲ့ဖန်ထိတယ်လို့မြင်တာနဲ့ဖန်ခေါင်ချเนาะကဲဘယ်သူကဟလာအသေးမှမပြူပါဘူးလက်မခံပါဘူးလို့ပြောင်ပြောလို့ရတယ်လေတိုင်းကြီးတွေမှာเนาะလူတွေကိုပါဇက်ပိတ်ထားပြီးတော့ခုနကကိုကြောက်မောင်ပြောသွားတယ်လူလူတွေကိုပါဇက်ပိတ်ထားပြီးတော့မှအတိမပြူပါပြူရမလားပြူပါရဲဆိုပြီးတော့ကိုဘသာမေး ကိုဖသားဖြေနော်လူပြက်တွေလှုပ်တယ်လို့ပဲမိုင်းကျွန်တော်ကိုကြိုက်တယ်မလားကြိုက်ပါရကွယ်ဆိုတာမျိုးပေါ့ဗျာနော်ကျွန်တော်တို့ထောက်ခံတယ်မလားထောက်ခံပါရခင်ဗျဟိုမေးကိုဖြေပေါ့ဗျာဒါမျိုးတွေလှုပ်ပြီးတော့မှပြောတာကိုလည်းကြည့်ဦးဘလောက်အမီးမောက်မတည့်တယ်လဲဆိုတာနိုင်ငံပြည်တွင်းရေးဆိုပြီးတော့အပေါ်ဘက်မှာပြောတယ်အောက်ဘက်မှာကြတော့နိုင်ငံတကာအသိအမှတ်မပြုလဲနော်ဘယ်မှဆိုင်ဘူးလို့ပြောတယ် တော့နိုင်ငံပြည်တွင်းဆိုနိုင်ငံတကာအသိမှတ်ပြုခြင်းပြုခြင်း view site တွေမ site တွေပြောနေစရာတော့အကြောင်းမရှိဘူးေးဟုတ်တယ်မလားပုတ်ပတ်ပါကိုလုံးစရာရှိတာလို့ပေါ့ပြီးတော့ပြောသေးတယ်မိတ်ဖက်နိုင်ငံတွေက ထောက်ခံတယ်လို့လေပြောပြန်သေးတယ်အဲ့တော့နိုင်ငံတကာကအလားအသိမှတ်ပြုပြုတာမပြုတာလဲ view မ site ပါဘူးလို့သာပြောတာသူတို့ကိုထောက်ခံသူတွေရှိသေးတယ်ဆိုတာကြတော့လည်းပဲထည့်ပြောပြန်သေးတယ်ဇော်မင်းထွန်းရေမင်းကိုယ်စကားလဲကိုသေးချာပြန်ကြည့်ဟုတ် နော်ကိုယ့်အကူလည်းပြန်ကြည့်ဦးမင်းဟာအရှိနဲ့အနောက်နဲ့အမီးမောက်ကိုမတည့်မင်းပြောတဲ့စကားတွေရဟိုရောက်ဒီရောက်ကိုယ့်အကူလည်းပဲဟိုဝါရဖြန့်ချီရေးစိတ်ဓာတ်စစ်စင်ရေးလုံမယ်ဆိုရင်တော့မဒီဒီချာချာလေးတော့လေလုံပေါ့ကွာနော်လူကြီးစရာကောင်းတော့မလုံနဲ့ပေါ့မင်းအလုံပြုတ်နေမယ်ဆိုမင်းတော့မင်းအဲ့လောက်ညံ့ရင်တော့မင်းအဲ့လောက်ညံ့ရင်တော့မင်းစရာမင်းဘာမင်းကိုထားမှာမဟုတ်ဘူးနော်မင်းတို့စစ်တပ်ထဲမှာမင်းမင်းလောက်မင်း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 ထက်တော်ရဲကောင်မရှိတော့ဘူးလား မင်းဘာကိုလည်းတိအောင်တော့ပြောတော့ပြော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 ကြအောင်နော်တိုင်းပြည်အနှက်လီချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လူခွေရီတွေထိုးပေါက်နေတယ်စေရာဆွေးမှုတွေကျူးလွန်နေတယ်နိုင်ငံတကာယာစုမှုမျိုးစုံကိုထိုးပေါက်ကျူးလွန်နေတယ်တိုင်းပြည်ကမြို့ပြဲဖြစ်တယ်ဒီလိုအချိန်မှာလုံမဲ့ရွေးကောက်ပွဲဆိုရသည်လွတ်လပ်ပြီးတရားမျှတမဲလို့ယုံနိုင်စရာ မရှိဘူးတဲ့ဒါလူခွေမာမင်းကြီးဘုကာတက်ပြောတာနောက်တစ်ခုကစစ်တပ်ဟာအရဖက်အခွင့်အရေးတွေကိုလုံးဝကန့်တတ်တာရရှိရှိရှင်းလေးပဲလေဒါလည်းပဲလက်တွေ့မြင်နေရတာเนาะမြို့ကောက်ဝဲပါလဲကောက်ဝဲဥပဒေကုနာကျွန်တော်တို့ပြောခဲ့တယ်လို့ဒီဥပဒေထုတ်မြို့ကောက်ပွဲနဲ့ပတ်သက်ရင်တခေါမမထိနဲ့တလုံးမမထိနဲ့เนาะရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဘန်နဲ့ဆိုရှယ်မီဒီယာက post ကိုတွားပြီးတော့အသေးတို့ like တို့ပေးမိရင်တော့မှဖမ်းပစ်တာလေ ဒီလိုဘွားမျိုးဆိုတော့ဒါရက်ပဲအခွင့်အရေးကန့်တတ်ထားတယ်ဆိုတော့အထင်ရှားပဲပေါ့အပြတ်ကိုကန့်တတ်ထားအတိုက်ခံတွေကိုဖမ်းထားတယ်ဒီနေရာမှာတော့ကျွန်တော်ကအတိုက်ခံဆိုတဲ့စကားကိုမကြည့်နိုင်ဘူးကျွန်တော်မကြိုက်ဘူးမင်းအောင်လိုင်းတို့အကြံဖက်စစ်တပ်ကဖမ်းထားသူတွေဒီအတိုက်ခံမဟုတ်ဘူးမင်းအောင်လိုင်းတို့အကြံဖက်စစ်တပ်ကမှစစ်တပ်ကစစ်တပ်နေရာမနေဘဲနဲ့နိုင်ငံရေးတွေဝင်ဆွတ်ဖက်ပြီးတော့ကိုကိုကိုအတိုက်ခံနေရာယူပစ်တာသူတို့ကမှအတိုက်ခံ မြောက်လိုင်းတို့ဖမ်းထားတဲ့အကြက်စစ်တပ်ကဖမ်းထားသူတွေဒီသာလျင်ဒေါ်ဆန်းစုကြည်ဦးဝင်းမြင့်နော်လွှတ်တော်ကိုယ်စားလှယ်များဒီလူဒူးရဲ့ဆန္ဒကိုကိုစားပြုသူတွေဖြစ်တယ်သူတို့ဒီတိုက်ခံမဟုတ်ဘူးလူလူကိုအမှန်တကယ်ကိုစားပြုသူတွေဖြစ်တယ်ဒီနေရာမှာတော့ဒီကိစ္စကိုကျွန်တော်ကဒီလိုပြင်ဆင်ခြင်းနဲ့ဒီလိုဖမ်းဆီးထားတဲ့လူတွေရှိဒါတွေနောက်တွေကိုဖမ်းဆီးတပ်ဖြတ်တေးကြတော့ဗောဗျာနော်ဖမ်းခံရတဲ့အမှာဒီနောက်တွေအများကြီးပါတာပဲဆိုတော့ဒါကဘာပြတယ်လဲဆိုတော့ လွတ်လပ်တဲ့အမီကိုကင်းတဲ့သတင်းမီဒီယာဆိုတာမင်းအွန်လိုင်းတို့အကြံပတ်စစ်တပ်လက်အောက်မှာမရှိကျွန်တော်ထပ်ပြောမယ်မင်းအွန်လိုင်းတို့အကြံပတ်စစ်တပ်လက်အောက်မှာလွတ်လပ်ပြီးအမီကိုကင်းတဲ့သတင်းမီဒီယာသတင်းတော့မရှိအဲ့တော့လူလူကဘယ်လိုလို့စစ်မှန်တဲ့နော်ဘယ်မလိုက်တဲ့သတင်းတွေဘယ်လိုရောက်နောက်တစ်ခါဂျပန်အပါအဝင်ဟလာဒီနိုင်ငံတဝမ်းမှာရတသားတွေကိုအပြင်းထန် ဘုံကျဲတိုက်ခိုက်နေတယ်ဒါလည်းထင်ရှားနေစတူကကျွန်တော်တို့တွေ့နေမြင်နေကြားနေရစစ်တပ်ကိုယ်တိုင်ကလက်ရှိတိုင်းပြည်ပြည်ပခါမှာပါဝင်နေတယ်သူကတိုက်နေတာလीနော်နှစ်ပေါင်းများစွာလူလူကို ဖိနှိပ်ထားတယ်ကြားပြီပဲဘယ်လိုလုပ်ပြီးတော့ဒီချင်းနေအောင်မှာဘယ်လိုလုပ်ပြီးတော့လွတ်လပ်ပြီးတော့တရားမျှတမလဲတဲ့မြန်မာနိုင်ငံရဲ့အတူရောင်ထောင်ချောက်နေစီရွေးကောက်ပွဲကအဲ့ဒါနိုင်ငံတကာသဘောထားပဲ ဒီလိုသဘောထားမျိုးစင်လူယိုးမှာနော်ဒီအတိုင်းတစ်ထပ်တည်းမဟုတ်ဘူးဆိုရင်တော့မှဒီတရားချက်တွေပါတယ်စင်လူယိုးမှာအခြေတော်အခြားနိုင်ငံများအဖွဲ့ ASEAN ကလည်းပဲထိပ်သီးစုကနေကိုထုတ်ပြန်ချက်ထဲမှာပြောထားတယ်နော်ဥရောပနိုင်ငံတွေဥရောပသမဂ္ဂနဲ့ဥရောပနိုင်ငံတွေဟိုလောကကြီးကျွန်တော်တို့ပြင်သစ်နိုင်ငံကပြောတဲ့ဟာကျွန်တော်တို့ပြောခဲ့သေးတယ်နော်မနေမနေကပဲနော်ဥရောပနိုင်ငံတွေ American စတဲ့နိုင်ငံတွေကလည်းပဲဒီလိုမျိုးစင်လူယိုးမှာသဘောထားတွေပြောထားပြီးသား ဒါကြောင့်မို့လို့လည်းပဲသူတို့ကသူတို့ရွေးကောက်ပွဲကိုဟလာတရုတ်တို့ရုရှားတို့အိန္ဒိယတို့ ਨੇ လမ်းတဆုပ်စာကလွဲပြီးတော့တခြားဘယ်နိုင်ငံကမှသူတို့ရွေးကောက်ပွဲကိုမထောက်ခံဘူးအတိမတ်မပြူဘူးဆိုတာသိလို့ဇော်မင်းထွန်းကနိုင်ငံတကာအတိမတ်မပြူလဲအေးမကြည့်ဘူးအဓိကကပြည်ရင်းလူလူပဲဘလာ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 ရှောက်ပြောနေတာနော်ဒီဘက်မှာကျတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့လူလူလဲမျိုးကိုအတန်ထွက်မရအောင်နင်းထားတယ် ိုင်ငံတစ်ခုမှာဒီမိုကရေစီတည်ဆောက်ဖို့ဆိုတော့ရွေးကောက်ပွဲလိုပုံတွေဒါကတေချာပေါ့အဲ့ဒီရွေးကောက်ပွဲတွေစစ်မှန်ဖို့ဆိုရင်နိုင်ငံတကာကသဘောတူထားတဲ့သတ်မှတ်ချက်တွေရှိနော်ကျွန်တော်တို့တချို့ချက်တွေပြန်ပြောရရင်ရွေးကောက်ပွဲတွေဒီလွတ်လပ်ရမယ်တရားမျှတရမယ်ဘယ်သူမှမကြံဘဲနဲ့ပါဝင်ခြင်းသူတိုင်းအားလုံးပါဝင် ငြိမ်းချမ်းရမယ်တည်ငြိမ်ရမယ်ရုပ်ောက်ပွဲတွေဒီနိုင်ငံတဝန်းတနိုင်ငံလုံးမှာလောက်အောင်ဒါတချို့အချက်တွေကျွန်တော်ပြောတာစရတဲ့အချက်တွေရှိတယ်ဒီလိုအချက်တွေတစ်ချက်နဲ့မှမကိုက်ညီဘဲနဲ့လုတ်တဲ့ရွေးကောက်ပွဲဒီအတူရောင်ထောင်ကျောက်လိန်စင်ရွေးကောက်ပွဲဖြစ်တဲ့အပြင်ဘယ်လိုနည်းနဲ့မှတရားမဝင်ဘူးလို့ကျွန်တော်ဒီနေရာကနေရဲရဲပြောလိုက်ခြင်းနဲ့ကိုကြောပါဘူး အခုနားဆင်ခဲ့ရတာကတော့ PNP နဲ့ Atime ကြကြောတန်း YouTube Channel တို့ပူးပေါင်းတင်ဆက်တဲ့မြမရေးရာတနေ့တာအစီအစဉ်မှာကောနှုတ်ချက်တွေပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးအမှုပညာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အဲ့ဒီပြီးရင်တော့မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အခုတော့နောက်ဆုံးရအမှုပညာသတင်းတွေကို BNB ဝင်းတော်သားကိုဖုံးပေါင်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ။ဘောက်စင်မဲ့မျိုးသမီးကြောင်းရုပ်ရှင် box office မှာအောင်မြင်မှုမရတဲ့အပေါ်တရုတ်ဆောင် Sydney Sweeney တုံပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Hollywood မင်းသမီး Sydney Sweeney ဟာသူပါဝင်တရုတ်ဆောင်ထားတဲ့လက်ဝိမဲ Christy Martin ရဲ့ဘဝစကြောင်းကိုရိုက်ကူးထားတဲ့ Christy ရုပ်ရှင်ဟာရောဝင်အခုံးတွန်ပြီးတုံပြန်လိုက်ပါတယ်။အဆင့်သတ်မှတ်ချက် R-rated ရရှိထားတဲ့ဒီရုပ်ရှင်ဟာမြောက်အမေရိကတိုက်တလားရုံပေါင်း2000ကျော်မှာဖြန့်ချိခဲ့တဲ့ရုပ်ရှင်တွေထဲမှာ အစောဆုံးစတင်ယုံနေပြသမှုအဆိုအဝါဆုံးစီးရင်ဝင်ခဲ့ပြီးရုံတွင်ငွေစတင်ရရှိမှုဟာဒေါ်လာ1.3တန်းတာရရှိခဲ့ပါတယ်။မင်းသမီးဆွေနီယာသူ့ရဲ့ Instagram မှာအရှေ့ရေးထားတဲ့စာသားတွေထဲကတစ်ခုကတော့ကျမတို့ဟာအမှုပညာကိုအမြဲတမ်းပမာဏအတွက်ပဲဖန်တီးတာမဟုတ်ပါဘူး။တရားမှုရှိဖို့အတွက်ဖန်တီးနေတာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ခရစ်စတီးယာကျမဘဝမှာအကြီးမားဆုံးတရားမှုရှိနေတဲ့ project ပါပဲလို့ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာဒေးဗစ်မစ်ရှော့ရိုက်ကူးပြီးဘန်ဖော့စတာမယ်ရီဝီဗာနဲ့ကီတီအိုဘရိုင်ယန်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ခရစ်စတီရုပ်ရှင်ဟာမာတင်ရဲ့လက်ဝတ်စင်ပေါ်မှာကြောကြားလာပုံနောက်ပြီးသူ့ရဲ့နီးပြလဲဖြစ် နောက်ပိုင်းမှာခင်မွန်းလဲဖြစ်လာတဲ့သူရဲ့လောက်ကြံတက်ဖြတ်ဖို့ကြိုးပမ်းမှုတွေကိုစက်အင်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ Variety Magazine ရဲ့ဝေဖန်သုံးသပ်ချက်မှာတော့ရုပ်ရှင်ဝေဖန်ရေးမှုချုပ် Owen Kleinbarman က စီနီရဲ့ပုံပြောင်းလဲတယုတ်စာမှုကိုချီးကျူးခဲ့ပြီးခရစ်စတီကိုအနိုင်ကျင့်မှုအားပေးကူညီမှုလှည့်စားမှုနဲ့အိမ်တွင်းအကြမ်းဖက်မှုဘယ်အထိရောက်နိုင်လဲဆိုတာကိုရိုက်ပြထားတဲ့ကြေကွဲပွေရာ ပုံရိပ်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။မင်းသမီးစီနီဟာသူ့ရဲ့ Instagram ပို့မှာဆက်လက်ပြီးဒီရုပ်ရှင်ဟာရှင်တန်ရက်တီမှုရဲစမ်းတက်တိနဲ့မျော်လင့်ချက်အတွက်ရက်တီပါတယ်။ကျမတို့ရဲ့လှူရှားမှုတွေကတဆင့်အိမ်တွင်းကျဲဖက်မှုခံစားနေရသူတွေအတွက် အတိအမြင်တိုးပွားအောင်ကူညီပေးပါတယ်လို့ပြောပါတယ်။ခရစ်တီရဲ့ဇလတ်ဟာအသက်တွေကိုကယ်တင်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကျမတို့အားလုံးဒီရုပ်ရှင်ထဲမှာဝင်ရောက်ခဲ့ကြတာပါလို့យေတာထားပါတယ်။ဒီဇလတ်ကိုမြင်တွေ့ခဲ့သူခံစားရသူယုံကြည်ခဲ့သူနဲ့နှစ်ပေါင်းများစွာယုံကြည်သွားကြမဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်။ခရစ်တီရဲ့ဇလတ်ကအမျိုးသမီးတစ်ယောက်တည်းကိုပဲဘေးကင်းရာစီသို့ပထမရှည်လန်းလန်းနိုင်ဖို့တတိပေးနိုင်ခဲ့မယ်ဆိုရင် ကျမတို့အောင်မြင်ပြီလို့သတ်မှတ်ပါတယ်လို့ဆွေနီးကပြောကြားခဲ့ပါတယ်။ခရစ်စတီယုတ်ရှင်ဟာဘလက်ဘဲပီရှာရဲ့ပထမဆုံးပြည်တွင်းယုံတင်ပြသမှုဖြစ်ပြီးဒီယုတ်ရှင်ကိုဒေါ်လာ15သန်းကုန်ကျခံပြီးထုတ်လုပ်ခဲ့တာပါ။ဒီယုတ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဟာဒီပနိုင်ငံအများပြားကိုယုတ်ရှင်အခွင့်အရေးတွေရောင်းချထားပြီးဖြစ်လို့ရောဝင်ငွေနှဲပါမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆော့ရှော့မှုတွေကိုရောပါတတ်တာစီမှာဖြစ်ပါတယ်။ခရစ်စတီယာ လက်တလော့ရဲ့ပိုင်းကရုံးဝင်ငယ်နေပါခဲ့တဲ့ဂျင်နီဖာလော်ရန့်နဲ့ရောဘတ်ပက်တာဆန်တို့ရဲ့ Diamond Left နဲ့ The Smashy Machine အစရှိတဲ့နာမည်ကြီးရုပ်ရှင်ပွဲတော်တွေရဲ့ချစ်ခင်မှုကိုရခဲ့တဲ့ရုပ်ရှင်တွေစီးရင်လည်းဝင်ရောက်သွားခဲ့ပါတယ်။အခုကတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို VNB ဝင်းတော်သားကိုဖုံးပုံကနေဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ American Tamra Donald Trump ၎င်းရဲ့မိန့်ခွန်းကို BBC သတင်းဌာနမှာ မတန်းရုပ်ရှင်တစ်ခုဖြစ်ပြီးဖြတ်တင်ဆက်ခဲ့ပုံနဲ့ပတ်သက်၍ဥပဒေကြောင်းရအေးအေးယူရန်ချင်းချောက်စာတစ်စောင်ပေးပို့ခဲ့ကြောင်း BBC ကတင်းလာနေ့ကထုတ်ပြန်ခဲ့ပါတယ်။ရင်းညင်းပွားဖွယ်ရာမှာ2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာတမရထရန်က၎င်းရဲ့ထုတ်ကန်သူများကွန်ဂရက်လွှတ်တော်သို့အတင်းဝင်ရောက်စီးနင်းမှုမတိုင်မီပြောကြားခဲ့သောမိန့်ခွန်းကိုပန်နိုရာမာမှတ်တမ်းရုပ်ရှင်တွင်တီးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါစီစဉ်တွင်မိန့်ခွန်းရဲ့တနအီနီးပါးကြာသောအပိုင်းနှစ်ပိုင်းမှာ စကယ်စု၃စုကိုပေါင်းဆက်၍တင်ဆက်ခဲ့ရာထရန်အားထောက်ခံသူများ၎င်းနှင့်အတူချီတက်ပြီးတိုက်ခိုက်ပါဟုတိုက်တွန်းသည့်ပုံစံမျိုးဖြစ်ပေါ်စေခဲ့သည်ဟုဆိုပါရယ်ဖြတ်တောက်ခံရတဲ့အပိုင်းတွေတွင်ထရန်ကထောက်ခံသူများအားရင်းကျန်းစွာဆန္ဒပြရန်တောင်းဆိုသည့်အပိုင်းလည်းပါဝင်ခဲ့ပါရယ်ရင်းမှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်၍ဗတ်လိုက်မှုဆွဆဲမှုများကြောင့် BBC ရဲ့အကြီးဆုံးအမှုဆောင်ရာရှိနှစ်ဦးဖြစ်တဲ့အထွေထွေညွှန်ကြားရေးမှူးတင်ဒေးဗစ်နဲ့ သတင်းဌာနအမှုဆောင်ရာချီချုပ်ဒီပိုရာတာနက်တို့ဟာတင်းငွေနေနေကရာဒူးမှာနှုတ်ထွက်ခဲ့ကြပါတယ်။ဥပဒေကြောင်းရအေးယူမယ်လို့ချင်းချောက်ထားတဲ့ Trump ရဲ့စာနဲ့ပတ်သက်ပြီး BBC ကကျွန်ုပ်တို့ဟာစာအုပ်ပြန်လဲတုံးသက်ပြီးတင့်လျော်တဲ့အချိန်မှာဓာတ်ရိုက်တုံ့ပြန်သွားမယ်လို့တင်းနေတာလေးကြေညာချက်မှာထုတ်ပြန်ခဲ့ပါတယ်။ရင်းအငင်းပွားဖွယ်ရာကြောင့် BBC ရဲ့ဥက္ကဋ္ဌကလည်းမိန်ကုန်းကိုတိဖြတ်ခဲ့ပုံနဲ့ပတ်သက်ပြီးစီရင်ဆုံးဖြတ်မှုအများဖြစ်ကြောင်းတင်းနေတာလေးကဝန်ချတောင်းပန်သွားပါတယ်။ ဖလပိုင်နိုင်ငံအနောက်မြောက်ပိုင်းမှာတိုင်ဖွန်းမုန်တိုင်းဖြစ်တဲ့ဖန်ဝေါဟာတလင်းလာနေ့နိုဝင်ဘာလ10ရက်နေ့ကရွေရှားထွက်ခွာသွားခဲ့ပြီးနောက်နေရအနှံ့ပြားမှာ ရေကြီးမှုများမြေပြိုမှုများဖြစ်ပေါ်စေကာပြည်နယ်အလိုက်ရက်စစ်မီးများပြတ်တောက်ခဲ့ပါတယ်စုစုပေါင်းလူအနည်းဆုံး10ဦးသေဆုံးခဲ့ပြီးဖြစ်တဲ့သမာ၄သန်းကျော် နေရဆွန့်ခွာဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်ပေါင်းတိုင်းဟာအနောက်မြောက်ဖက်ယွန်းယွန်းကိုယူလျပြီး ထိုင်ဝမ်ဘက်သို့ဥတီမယ်လို့ခန့်မှန်းရပါတယ်။စူပါတိုင်ဖွန်းဖန်နောဟာပြီးခဲ့တဲ့တိုင်ဖွန်းကဲမဂီကြောင့်ဖိလစ်ပိုင်တနိုင်ငံလုံးအကြီးအကျယ်ပျက်စီးထိခိုက်နေချိန်မှာထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ကဲမဂီဟာနိုဝင်ဘာလ၄ရက်နေ့ကဖိလစ်ပိုင်အလယ်ပိုင်းပြည်နယ်များတွင် လူအနည်းဆုံး132ဦးသေဆုံးခဲ့ပြီးနောက်ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်တိုက်ခတ်ခဲ့ရာအနည်းဆုံး5ဦးသေဆုံးခဲ့ပါတယ်။ဖန်မွန်မုံတိုင်းဟာတနင်္ဂနွေနေ့ညပိုင်းမှာ အရှိမြောက်ပိုင်းရှိပြည်နယ်ကမ်းခြေသို့စူပါတိုင်ဖွန်းအဖြစ်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးဒီတိုက်နှုန်းမှာတနာယီလ185ကီလိုမီတာနှုန်းအထိရှိကအမြင့်ဆုံးလေပြင်းတိုက်ခတ်မှုမှာတနာယီလ230ကီလိုမီတာအထိရှိခဲ့ပါတယ်။ဒီမုန်တိုင်းကြောင့်ရေကြီးခြင်းမြေပြိုခြင်းနဲ့ရက်စဝါယာကျိုးပြတ်မှုများနဲ့အင်းပြိုမှုများကြောင့်ဖိလစ်ပိုင်နိုင်ငံအတွင်းစုစုပေါင်း10ဦးတေဆုံးခဲ့ရပါတယ်။တေဆုံးသူများထဲမှာကလေးငယ်3ဦးပါဝင်ပြီး၎င်းတို့ဟာ တောင်ကုန်းဒေသများမှာဖြစ်ပွားခဲ့တဲ့မြေပြုံမှုနှစ်ခုကြောင့်တည်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ကယ်လင်ဂါပြည်နယ်တွင်လည်းမြေပြုံမှုကြောင့်ရွာသားနှစ်ဦးတည်ဆုံးခဲ့ပြီးနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။မုံတိုင်းမတိုက်ခင်ကတည်းကလူတစ်တသမ၄သန်းကျော်ကိုဘေးလွတ်ရာရှိခွန်လွင်ရေးစခန်းများဆွေမျိုးများ၏နေအများသို့ရွှေ့ပြောင်းပေးခဲ့ပြီးယနေ့အင်ကာနေ့အထိလူ၂သိန်း၄သောင်းခန့်ရွှေ့ပြောင်းစခန်းများမှာဆက်လက်ခွန်လွင်နေရဆဲဖြစ်ပါတယ်။မြောက်ပိုင်းကျေးရွာ132ခုမှာပြင်းထန်တဲ့လေပြင်းနဲ့ မိုးရေများကြောင့်ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာအချို့ဒေသများတွင် ရေလယ်၌နေအိမ်ခေါမိုးပေါ်တွင် ပိတ်မိနေသူများကိုကယ်ဆယ်ခဲ့ရပါသည်။အင်ဂျီ၄တောင်တရာကျော်ပျက်စီးခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါသည်။တိုင်ဖွန်းမုန်တိုင်းဖျက်ကျော်သွားခဲ့ပြီးဆိုပေမဲ့မြို့တော်မနီလာပါဝင်မြောက်ပိုင်းရှိနေရာတို့မှာမိုးဆက်လက်ရွာသွန်းမှုကြောင့်အန္တရာယ်ရှိနေဆဲဖြစ်ပါသည်။ယနေ့မှာကယ်ဆယ်ရေး၊ခူညီထောက်ပံ့ရေးနှင့်တဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာဟာဂျာတာဘရီနီမှာအရေးပေါ်အခြေအနေကျင်ညာခဲ့ပါတယ်။ဤမုန်တိုင်းကြောင့်ပြည်တွင်းလေကြောင်းဟီးစဉ်325ခုနှင့်နိုင်ငံတကာခရီးစဉ်62ခုကိုပယ်ဖျက်ခဲ့ရပါတယ်။လေကြောင်းပို့ဆောင်ရေးတွင်လည်းခရီးတန်နှင့်ကုန်တင်လုံသား6600ကျော်စိတ်ကမ်းများမှာပိတ်မိနေကြပါတယ်။ဒီတိုင်ဖုန်းမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက်နိုင်ငံတကာအကူအညီကိုဖိလစ်ပိုင်နိုင်ငံကတောင်းခံခြင်းမရှိသေးတော့လေ။မဟာမိတ်နိုင်ငံများဖြစ်တဲ့ အမေရိကန်နဲ့ဂျပန်တို့ကအကူအညီပေးရန်အသိရှိကြောင်းကာကွယ်ရေးဝန်ကြီးတီယိုဒိုရိုက ပြောကြားခဲ့ပါတယ်။ဖလင်ပိုင်နိုင်ငံဟာနစ်စင်မုံတိုင်း20ခန့်ဝင်ရောက်လေးရှိပြီးမကြာခဏငလင်းလှုပ်ရှင်းနဲ့ပြီးတောင်ရှင်12ခုကျော်ရှိနေခြင်းတို့ကြောင့်ကမ္ဘာပေါ်မှာတဘာဝဘေးရန်တွေအကြရောက်နိုင်ဆုံးနိုင်ငံများတွေရတစ်ခုဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။အခုတော့တိုက်ပန်နဲ့ဤပညာသတင်းတွေကိုအလှည့်ပေးပါမယ်ရှင်။တိုက်ပန်နဲ့ဤပညာသတင်းတွေကိုတော့ VMB ဝင်းတော်သားကိုဖုံးမောင်ကပြောပြပေးပါမယ်ရှင်။ ဟပဲကုမ္ပဏီဟာတရုတ်စိုးရရဲ့ဖိအားပေးမှုကိုလိုက်ရောက၎င်းတို့ရဲ့တရုတ်နိုင်ငံဆိုင်ရာ application store မှာချစ်သူချင်းတွေ့ရေးအတွက်လူသုံးများတဲ့ application တစ်ခုကိုတင်ရရှိပါတယ်။တရုတ်နိုင်ငံရဲ့အကြီးဆုံးလိမ်လူချစ်သူချင်းတွေ့ရေး application တစ်ခုဖြစ်တဲ့ Blue နဲ့ Finger တို့ကိုတရုတ်နိုင်ငံရဲ့ internet စည်းကမ်းထိန်းသိမ်းရေးနဲ့စင်တာဖြတ်တောက်ရေးအာဏာပိုင်အဖွဲ့မှအမိန့်ပေးပြီးတဲ့နောက် App ရဲ့ application store မှာဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်။ အပေပြိုးရေးဆိုခွင့်ရှိသူတဦးကကျွန်တော်တို့ဟာလုပ်ငန်းလေပတ်တဲ့နိုင်ငံများရဲ့ဥပဒေများကိုလိုက်နာရပါမယ်လို့ပြောကြားခဲ့ပါတယ်။၎င်းတို့ဟာတရုတ်စိုးရရဲ့အမိန့်အရရင်း application တစ်ခုကိုတရုတ်နိုင်ငံဆိုင်ရာ application store မှာဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ရင်းလုံရဟာတရုတ်နိုင်ငံရှိလိင်တူချစ်သူ LGBT အတိုက်ဝန်းတွေနောက်ကျောင်းပြန်လည်သွားခြင်းတစ်ခုဖြစ်စေပါတယ်။တရုတ်နိုင်ငံဟာ1998ခုနှစ်၌ လိန်တူဆက်ဆံခြင်းကိုရာဇဝတ်မှုအဖြစ်မှပယ်ဖျက်ခဲ့တယ်လို့လိန်တူချင်းလက်ထက်ထိမ်းရခြင်းကိုအတိမတ်ပြုခြင်းမရှိသေးပါဘူးထို့ပြင်လိန်တူချစ်သူဇက်ကောင်များနဲ့ဇလန်းများကိုထဲ့သွင်းထားသည့်ရုပ်ရှင်နဲ့ TV အစီအစဉ်များကိုလည်းစင်စာဖြတ်တာမှုဥပဒေများကပိတ်ပင်ထားပါတယ်လူတီများတဲ့ LGBT ချင်းတွေ့ရေး application ဖြစ်တဲ့ Grindr ကိုလည်း2022ခုနှစ်မှာ Apple ရဲ့တရုတ် application store မှာဖယ်ရှားခဲ့ပူပါတယ်2014ခုနှစ်မှာလိန်တူချစ်သူဖြစ်ကြောင်းထုတ်ဖော်ခဲ့တဲ့ အပယ်ရဲ့အမှုဆောင်ရာရှိချုပ်တင်ကွတ်ဟာကမ္ဘာတဝန်းရှိ LGBT အတိုင်းဝန်းတွက်ဩစာအရှိဆုံးသူတဦးဖြစ်သတ်မှတ်ခံထားရပါတယ်။၎င်းဟာအပယ်အနေနဲ့လူ့အခွင့်အရေးနဲ့ဒန်းတူညီမျှမှုအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဟုပြောကြားထားပါတယ်။အခုနားဆင်ခဲ့ရတာကတော့ကိုဖုံးပေါ်တင်ဆက်ပေးခဲ့တဲ့သိပ္ပံနဲ့နည်းပညာကျောင်းအရာတွေပဲဖြစ်ပါလေရှင်။ဆက်လက်ပြီးထိတ်တားရွာအားကစားသတင်းတွေကိုကိုဖုံးပေါ်ကပဲဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အာဂျင်တီးနားနဲ့ဘာစီလိုနာသင်းရဲ့ကနေဝင်ကစားသမားလီယိုနယ်မက်ဆီဟာမကြသေးမီကပြန်လည်ပြုတ်ပြန်မွမ်းမံထားတဲ့ကန်နူးကွင်းကိုတွားရောက်လဲပတ်ခဲ့ပြီး၎င်းရဲ့ဘောလုံးသမားဘဝနှုတ်ဆက်ပွဲကိုကောင်းမွန်စွာပြုလုပ်နိုင်ရန်တနည်းနည်းမှာကွင်းထဲသို့ပြန်လာလိုကြောင်းဆန္ဒပြုခဲ့ပါတယ်။အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဆီဟာမနေ့ကတင်းလာနေမှာ၎င်းရဲ့ Instagram မှာတစ်ဆင့်ဝမ်းစွန်နေရတဲ့နေရာတစ်ခုကိုမနေ့ညကကျွန်တော်ပြန်ရောက်ခဲ့တယ်လို့យေတာထားပါတယ်။2020ခုနှစ်မှာ ဘာစီလိုနာရဲ့ဘန်နာရေးအခက်ခဲများကြောင်းမမျော်လင့်မဲအသင်းမှထွက်ခွာခဲ့ရတဲ့အတွက်ပြည်သက်များနဲ့အတူအစားသမားတဦးအနေနဲ့တရားဝင်နှုတ်ဆက်ပွဲမပြုလုပ်နိုင်ခဲ့ခြင်းကိုမက်ဆီကနောင်တရနေခဲ့ပါတယ်။မက်ဆီကနေ့နေ့တော့ကျွန်တော်ပြန်လာနိုင်လိမ့်မယ်လို့မျောလင့်ပါတယ်။အစားသမားတယောက်အနေနဲ့နှုတ်ဆက်ယုံတတ်တမ်းမဟုတ်ပဲပေါ့။ဘာလို့လဲဆိုတော့ကောင်းမွန်စွာနှုတ်ဆက်ဖို့ကျွန်တော်အခွင့်အရေးမရခဲ့ဘူးလေဟုဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ဘာလုံးတော့ရှစ်ချင်းရှင်မက်ဆီဟာ လက်ရှိအင်တာမိုင်ယာမီ အသင်းမှာကစားနေပြီး၎င်းတို့ဟာမကြာသေးမီက MLS Player Playoff နောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဘာစီလိုနာဥက္ကဋ္ဌလက်ပေါ်တာကကန်နူးကွင်းပြန်လည်ပြင်ဆင်မှုများပြီးတဲ့အခါမက်ဆီအတွက်ဂုံပြူပွဲကြီးတစ်ခုကျင်းပပေးလို့ကြောင်းယခင်ကပြောကြားခဲ့ပူပါတယ်။၎င်းဘွဲ့ဟာမက်ဆီရဲ့ဆန္ဒတိုင်းပြစ်သက်များနဲ့အတူတရားဝင်နှုတ်ဆက်ပွဲတစ်ခု ဖြစ်လာနိုင်ရည်ရှိပါတယ်။ ဒီကနေ့နိုဝင်ဘာ17ရက်နေ့အင်ကာမြားချောင်း VMBTB စီစဉ်ကိုဒီဝဲရနာခွင့်ပြုပါရှင်။ဒီစီစဉ်ကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲမှစတင်ပြီး VMB ရဲ့ Facebook နဲ့ YouTube တို့ကနေတစင်တရေထုံးလွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့တော်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်။အလုံးပဲပေးရန်ကင်းပါပြီးရှင်လန်းချမ်းမြေကြပါစီရှင်။ Burma